လူတယောက်မှာ positive energy negative energy ဆိုတာတကယ်ရှိပါတယ်။ရှင်မွတ်တော့ကတော့ positive energy အားကောင်းတဲ့သူကတာမန်သူတွေထက်ပုံမှုပြီးတော့သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေကထူးခြားကောင်းမွန်ပြီးတော့သူတို့ရဲ့ဘဝမှာ ောင်းမွန်သောအရာတွေရလတ်တွေပဲရောက်လာတာများတယ်လို့ယုံကြည်တဲ့သူတယောက်ဖြစ်ပါတယ် you are not shapes your life more than you think ပါဒါကြောင့်မလို့လဲရှင်မကိုယ်တိုင် positive energy များအောင်လို့ကြိုးစားနေထိုင်နေတဲ့သူတယောက်ဖြစ်ပါတယ် positive energy များတယ်ဆိုတာကပေါ့နော်အများတိုင်းပျော်နေတာမျိုးချေလုံးနေတာပြတာမျိုးအဲ့လိုမျိုးပြောတာမဟုတ်ဘူးပေါ့နော် it means having a mindset that push you forward instead of pulling you down ပေါ့နော် positive energy များတယ်ဆိုရဲသူတွေကအာကိစ္စတစ်ခုခုဖြစ်ဖြစ်လူတစုံတစ်ယောက်ကိုဖြစ်ဖြစ် judge လောက်တာမျိုးချက်ချင်းမလုပ်ဖဲနဲ့သူတို့ဘက်ကနေပြီးတော့တွေးကြည့်ကြည့်တော့ think they are point of view ပေါ့သူတို့ရဲ့ point of view ကနေတွေးကြည့်ပြီးတော့နားလည်အောင်လို့အရင်စူးစမ်းကြည့်တာ first step immediately judge လောက်တာမဟုတ်ဘူးနားလည်အောင်ရင်စူးစမ်းကြည့်တာပေါ့နော် ေါ်နဲ့လှုပ်လှုပ်တဲ့နေရာတွေမှာအများကြီးတွေ့ရမယ်နဲ့တူတယ်လူတယောက်ကိုဘလိန်လို့ဖို့ပဲစူးစမ်းနေရမျိုးမဟုတ်ဖ ೇನೆ အော်နင်ဒီနေရာမလုပ်နိုင်ငါ responsibility ယူလိုက်မယ်ငါတို့အတူတူလုပ်ကြည့်လိုက်မယ်ဆိုရင် result တစ်ခုရလာလိမ့်မယ်တစ်ခုခုဆိုလို့ complaint တက်နေရမျိုးမဟုတ်ဖ ೇನೆ ဒီကိစ္စအတိလို့ရှိတဲ့အတွက် solution ကဘာပါဆိုပြီးတော့စဉ်းစားပေးရမျိုးပေါ့အဲ့တော့သွားပြီး complaint တက်နေမဲ့အချိန်တွင်းမှာ solution ကဘာလဲဆိုတာကိုစဉ်းစားပေးလိုက်တာနောက်ထပ် need တစ်ခုကိုရအောင်စူးစမ်းကြည့်လိုက်တာဒါမျိုးအတွေးခေါ်ရရှိရတဲ့သူက positive energy များတဲ့လူတွေလို့ပြောလို့ရတယ်ပြီးလို့ရှိရင်ဘယ်လိုကိစ္စရက်လေးမဆို appreciate လုပ်ပေးတာအခုဆိုရှင်ရှင်မဆိုအရန်စူးစမ်းပေးတယ်ဥမာမိသားစုထဲမှာတောင်မှပေါ့နော်အဖေမေရအသက်ကြီးပြီးသူတို့ဆေးတွေတောက်ရတယ် supplement တွေတောက်ရတယ်ဆိုလို့ရှိရင်အာတနေ့တနေ့ဆေးတောက်ရတဲ့ဓာတ်တွေများတယ်ဆိုကိုဆေးတောက်ပြီဆိုတာနဲ့ hey congratulations you did it ဆိုပြီးတော့အဲ့ရှိက appreciate လုပ်ပေးတယ်ပြောချင်တာနေ့စဉ်ပေါ်မှာကိစ္စရဲ့သေးသေးလေးကိုတောင်မှ appreciate လုပ်ပေးတတ်တဲ့ အာလေးထားလေးတွေလှုပ်ကြည့်ကြည့်ပါလို့ပြောချင်ပါတယ်လေးထားလေးတွေလှုပ်ကြည့်မယ်ဆိုလို့ရှိရင်ကိုရောကိုပေါဝင်ချင်းရောရလာတဲ့ result လေးတွေဖြစ်လာတဲ့ပုံစံလေးတွေကကွဲပြားမှုလေးတွေရှိလာတာကိုတွေ့လာလိမ့်မယ်ပေါ့နော် positive energy အားကောင်းတဲ့သူတွေကလေရုပ်ဆိုးတာရုပ်ချောတာတားဖြူတာတားမဲတာဝါရပိန်နိုင်တယ်မဆိုင်ဘူးသူတို့ကိုမြင်လိုက်တာနဲ့သူတို့ရဲ့ look ကအလိုကြည်လင်ပြီးတော့ confident အပြည့်ဖြစ်နေတဲ့သူတွေလို့ခံစားရရပေါ့နော်သူတို့နဲ့စကားပြောလိုက်တဲ့အခါမှာလေ they make you feel calm they make you feel strong ဒါကြောင့်မလို့ကိုကိုယ်တိုင်လည်း positive energy များအောင်နေထိုင်ရမယ်ကိုပေါင်းသင်းနဲ့ပေါင်းသင်းရဲ့အလုပ်ပေါ်ကင်ဖက်သူတို့တွေထဲမှာလေ positive energy များတဲ့သူတွေနဲ့အတူတူလက်တွဲလုပ်ကိုင်းပြောသင့်တယ်လို့ ထင်မြင်ပါတယ်။ negative energy ရဟန်းများရဲဆိုတဲ့သူတွေကကျတော့အဲ့လိုတယောက်ကိုဗလိမ့်ဖို့ပဲစူးစမ်းနေတာ၊တယောက်အကြောင်းကိုပဲပြောချင်တာ gossip ပေါ့နော်။အတင်းတွေတုံမယ်၊မကောင်းတာတွေပြောမယ်။တခါတလေကြားလို့ရှိရင်လေသူတို့ရဲ့မကောင်းတဲ့ချက်ကဘောက်တော်များလဲဆိုလို့ရှိရင်ကိစ္စရဲ့အတိုင်းကို judge လုပ်မယ်။ကိစ္စရဲ့အတိုင်းကို gossip ဆိုတာအရန်ကိုဆိုးရွားပါတယ်ပေါ့နော်အဲ့လိုလူတွေနဲ့ကြကြပေါင်းတဲ့နေထိုင်ကြည့်ကြည့်လိုက်ဒီနေ့ရမှာပိတ်မိတယ်လို့ခံစားရတယ်ဒါမှမဟုတ်လို့ရှင်လေကိုယ့်ရဲ့အနာဂတ်ပျောက်တယ်လို့ခံစားရတယ်ဒါတွေကဘာဖြစ်လဲဆိုတော့သူတို့စီကရလာတဲ့ negative energy တွေကကိုယ့်စီမှာလွှမ်းမိုးသွားလို့ဖြစ်ပါတယ်အဲ့လိုလူတွေနဲ့ပေါင်းကြည့်လိုက်လို့ရှင်လေ they make you feel small ကိုကိုရိုင်းဘာမှမတိတော်တာလားမတက်တော်တာလားကိုဟာပဲတအားညံ့ဖြစ်နေတာလားကိုဟာပဲအနာခတ်ပြောက်နေတာလားလို့ခံစားရတော့တဲ့အထီကိုမှ သူတို့တွေကသူတို့ရဲ့ energy ကကိုယ်လွှမ်းမိုးသွားနိုင်ပါတယ်ဒါကြောင့်မလို့ negative energy များတဲ့သူတွေနဲ့ဆိုလို့ရှိရင်စကားကိုတတ်နိုင်သမျှ short ပြောပါ energy is everything မှာအဲ့တော့ blue energy မျိုးကိုကရှိအောင်ကြိုးစားမလဲ ဘယ်လို energy မျိုးကကိုယ့်အတွက်အကျိုးရှိသလဲဆိုတာကိုတော့ဒီဗီဒီယိုလေးကနေပြီးတော့အာတည်သွားပြီလို့ယုံကြည်ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေရောကိုယ့်ကိုယ် positive energy အကောင့်နဲ့သူလား negative energy တွေများနေတဲ့သူလားဆိုတာကိုအရင်သုံးသပ်ကြည့်ပါလို့လည်းအကြံပေးချင်ပါတယ်ဒီ mic ကိုပါတော့ဒီလိုခြင်ထားရလဲဆိုရင်ဒီနားမှာညှပ်ထားရရန်ဝေးနေတယ်လို့ခံစားရတဲ့အတွက်အားမရလို့ခြင်ထားရတာဖြစ်ပါတယ်တစုံတရာကြည့်ရတာနောက်ဆက်ဖြစ်တယ်ဆိုရင်လည်းသီးခံကြည့်ပေးကြပါနော် ဖွင့်ရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယို vlog တွေမှာထပ်တွေ့ပါမယ်နော်။တတ See you in the next video. Mwah.